အာဖလားတစ်လုံးအတွက်ဆိုရင်ဒီပွဲပြီးနောက်တစ်ပွဲပဲကျန်တော့ဟုတ်တယ်ဒီပွဲနိုင်ဖို့ကသူ့အတွက်မခက်ဘူးအဲ့တော့တေချာပေါက်တော့မပြောနိုင်သေးဘူးဒါပေမဲ့ဒီပွဲနိုင်ပြီးတော့အဆင်ပြေတက်လိုက်မယ်ဆိုရှင်ဒီမှာလည်းအသင်းကြီးတဲမှာမန်စီးတီးအသင်းလောက်ပဲပါတော့တယ်ဆိုတော့ channel ကိုကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအပတ်စဉ်နဲ့တင်ဆက်ပေးနေတဲ့ကျွန်တော်ဘလုံးရက်ွက်အစီအစဉ်အတနည်းကိုနေနေတင်ဆက်မှုဖြစ်ပါတယ်ဒီနေ့အစီအစဉ်မှာလည်းကျွန်တော်မြတ်သူရနဲ့အတူတရုတ်ဆောင်ဥပိုတာနဲ့အားသာအစီအစဉ်တင်ဆက်သူအာကိုထွန်းနှုံးလှိုင်တို့ဟာပါဝင်ဆွေးနွေးတင်ဆက်သွားကြမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကိုထွန်းနှုံးဥပိုတာမင်္ဂလာပါမင်္ဂလာပါကျွန်တော်တို့မနေ့ကအစီအစဉ်နဲ့တဆက်သေးပေါ့နော်အဲ့တော့မနေ့ကတော့စနေနေ့မှာ FV Plus Quarter Final ပွဲစဉ်နှစ်ပွဲပြောရဲပြီးတော့ဘရာဇီးအကြောင်းနေပြောခဲ့ကြတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာလည်း FV Plus ်ကွာတာဖိုင်နှစ်ပွဲနှစ်ပွဲရှိတယ်ပရက်စတန်နဲ့အစတန်ဗီလာရဲ့နောက်တစ်ပွဲကဘုံမောင်းနဲ့မန်ချက်စတာစီးတီးရဲ့အဲ့နှစ်ပွဲရှိတယ်အဲ့တော့အဲ့နှစ်ပွဲကကျွန်တော်ပြောလိုက်အရင်တူတောင်းနိုင်တယ်ပေါ့ဟုတ်ကဲ့တူတောင်းနိုင်တော့မနေ့ကလည်းဘရာဇီးအကြောင်းလေးပြောလိုက်တော့နည်းနည်းသွေးပူသွားတယ်ပေါ့နော်အဲ့တော့အရင်အကြောင်းလေးပြန်ပြောချင်တာတော့ဘရာဇီးနီးလူကျွန်တော်တို့လွှမ်းမိုးခဲ့တာကဟိုလွှမ်းမိုးခဲ့တာဒီအာကျွန်တော်အင်္ဂလန်ကပါဝင်ပါခဲ့တယ်ပေါ့လေအဲ့တော့ဘရာဇီးကတော့ဘောလုံးလောကမှာအဲ့ဒီချိန်တော့ကျွန်တော်တို့အကောင်းဆုံးအသင်းဖြစ်အဲကျွန်တော်စိတ်ဝင်စားခဲ့ကြတယ် အင်္ဂလန်ကကြတော့အဲ့ဒီအချိန်မှာကျွန်တော်တို့လည်းစိတ်ဝင်စားဆုံးအသင်းဖြစ်ခဲ့ကြရတယ်။အဲ့ဒီအသင်းက player တွေကျွန်တော်တို့တခြားအသင်းတွေတဲ့ပို့ပြီးတော့ရှင်းနေကြရတယ်။အကျွမ်းဝင်ကြတယ်။ဆိုတော့အင်္ဂလန်နဲ့ပတ်သက်ပြီးတော့အာနည်းနည်းလေးကိုထုံးလုံးတွေစပြီးတော့ပထမဆုံးဟိုပြည့်ပြီးတော့မြင်တဲ့မှတ်မိမှုတွေကအခုဟိုဟာဘာဖြစ်မလဲပေါ့။ဟုတ်ကဲ့ကိုအာ international နဲ့ပတ်သက်ရင်တော့အင်္ဂလန်ရဲ့လွှမ်းမိုးမှုရေပန်းစားမှုကကျွန်တော်အစင်အားဖြင့်သတ်မှတ်မယ်ဆိုရင် ဒုတိယနေရာတော့မဟုတ်ဘောเนาะတတိယနေရာတော့မှာရှိခဲ့တယ်။အတချိန်ကပေါ့ဒါပေမဲ့ခစ်က social life ကိုပြောင်းလာတဲ့အချိန်မှာအင်္ဂလန်ရဲ့ဒီပြည်သက်တီချာလွှမ်းမိုးမှုရေပန်းစားမှုကသူကအဆင့်တက်လောက်တော့ပြန်ဖြစ်သွားတယ်။ဟုတ်။အဲတချိန်တော့ဆိုလို့ရှိရင်တော့ကိုတို့ကျွန်တော်တို့ဆွေးနွေးခဲ့ကြတဲ့ဘရာဇီးတို့အာဂျင်တီးနားတို့နယ်သာလန်တို့ဟုတ်ကဲ့။အီတလီတို့ပေါ့နော်။ဒါတွေကကျွန်တော်တို့ရဲ့လွှမ်းမိုးမှုကံထဲမှာပါခဲ့တယ်။ဒီဘက်ခစ် social ခစ်ရောက်လာတဲ့အချိန်မှာအဲ့ဒီအသင်းတွေကဘေးရောက်သွားပြီးတော့ကြော်ကြားမှုကြတော့ ရီးမီးယားလိနဲ့အတူအင်္ဂလန်ကရှေ့ပြန်ရောက်လာရောအဲအင်္ဂလန်ရှေ့ရောက်လာတဲ့အချိန်မှာထားပါကျွန်တော်94ပြီး98ပေါ်ကိုရဲအဲအချိန်မှာစပြီးထွန်းတောက်လာကြတဲ့အချိန်ရပဲစကြတာပေါ့နော်အဲ့တော့ glenwood ရဲ့လက်ထက်မှာဘာတွေရှိလာလဲဆိုတော့ david beckham owen ဒါတော့ရှမ်းရှမ်းတောက်နေတဲ့ player တွေပေါ့သူတို့ဝန်းရံတာကတော့ adam လို့ရှိမယ် so campbell လို့ရှိမယ်အဲနောက်ပြီးတော့ထပ်ပြီးပြောကြရှိတာကဘာလဲဆိုတော့ဒီခစ်ကို98ပြီးသွားတဲ့အချိန်ကျတော့ ဒါကျွန်တော် series မှာတော်တော်ထွန်းတောက်လာတဲ့နီးပြားကြီး Erison ရောက်လာတယ်ဟုတ်တယ်ပြီးတော့တော့ Capello ကြီးရောက်လာတယ်အဲ့တော့နီးပြားတွေနာမည်ကြီးမှုနဲ့အတူ player တွေခုနကကျွန်တော်ပြောခဲ့တဲ့ဒါ Beckham တို့ Owen တို့ Kit တစ်ခက်ပြီးတော့ Ronnie တို့ Lampard တို့ပြီးတော့ Ferdinand တို့ဒီလိုမျိုးဝိုင်းရံတိုင်းဝိုင်းမှုတွေကတော်တော်ကြီးမားလာတဲ့အခါကျတော့သူတို့ရဲ့ရလက်တွေကိုပါကျွန်တော်တို့ကမမောလာကြအောင်သူတို့ရဲ့သွားတဲ့ train ကလည်းကဘာဖလားရရှိရေးဒါပေမဲ့ခက်တာလည်းသူတို့ကလေကဘာဖလားအင်ရှင်လုပ်တယ်ထောင်က66မှာတချိန်ကလွယ်လို့ကျန်တဲ့အချိန်ဒီမှာဘလို့မှအဆင်မပြေခဲ့ကြဘူးနောက်ဆုံးကျွန်တော်တို့ဒါ hurricane တို့လက်ထက်မှာတော့မှ ဒါဖလားလွဲခဲ့ရတဲ့အပိုင်းတွေရှိခဲ့တာပေါ့နော်ဒါပေမဲ့အင်္ဂလန်ကိုဘာလို့သဘောကျလဲဆိုတော့အင်္ဂလန်သွားနေတဲ့ပုံစံစီးလုံးမှုနောက်ပရီးမီးယားလိရဲ့အရေးအာဝါဒကြီးမားကျယ်ပြန့်လွှမ်းမိုးမှုတွေကြောင့်အင်္ဂလန်ပေါ်အဖက်ရိုက်ခတ်မှုတွေကတော့ကျွန်တော်တို့နဲ့နင်းနီးစက်စက်မိသားစုတစ်ခွေဖြစ်သွားကြတာပေါ့နော်အဲ့ဒီအချိန်မှာတချင်ကနာမည်ကြီးခဲ့တယ်ဆိုတော့တခြားဟိုအသင်းတွေက National Team တွေကဘရာဇီးလိုဘာလို့ဆိုတာသူတို့ကပြန်ကြချင်းရောက်သွားကြတာပေါ့အဲ့ဒီအချိန်ကျတော့ဒီဘက်ကကျွန်တော်တို့နဲ့မိသားစုလိုဖြစ်နေတဲ့ပရီးမီးယားလိရဲ့အင်္ဂလန်ရဲကဆက်ဟပ်ပြီးတော့ဒီဘက်ကိုလာပြီးတော့ ဟိုနီးကပ်သွားကြပြန်တယ်ပေါ့နော်ဟုတ်ကဲ့ဟိုတခုတည်းပြောဆိုလို့ရှိရင်တော့ဒေးဗစ်ဘက်ခန်အောင်မြင်တဲ့အချိန်မှာစမီယိုနီကိုဟုတ်အာဂျင်တီးနားနဲ့အတွေ့မှာမထင်မှတ်ပဲနဲ့လဲကြတယ်စမီယိုနီဖြတ်လိုက်လို့ဘက်ခန်လဲကြတယ်ဘက်ခန်ကလည်းဘာမှတော့မဟုတ်ဘူးသူ့ခြေအောက်လေးတော့သူခတ်လိုက်တာစမီယိုနီကိုတော့ထိတယ်ဟိုကလည်းဟာငါ့ကိုထိတယ်ဟန်ဆောင်လဲချတယ်ဆိုပြီးတော့ကမ္ဘာတဝမ်းရဲ့ရိုက်ခတ်မှုကအဲ့ဒီအားစပြီးအင်္ဂလန်ပေါ်မှာမြင်လာကြတာပေါ့နော်အဲ့ဒါလေးတွေကတော့ဒါထူးခြားတဲ့ဟာလေးတွေပေါ့အကိုရဲ့ဟုတ်ကဲ့ဥပဒါပြောပါဦး အင်္ဂလန်နဲ့ပတ်သက်ပြီးတော့အင်္ဂလန်ကတော့ဘယ်လိုဖတ်မိနေလဲပေါ့ခုနပြောသလိုပေါ့ပရီးမီယာလိရဲ့အချိန်ကဒါဘာပဲပြောပြောမျက်စိထဲမှာအဲ့ဒါကိုယ့်ရဲ့အင်းနီနာချင်းလုံးဖြစ်နေပြီဟုတ်ကဲ့ကစားသမားတွေမြင်လိုက်ဟာဒါ David Bahan Owen Banya ဆိုတဲ့ဟာတွေကဟိုကလေးတွေကစသည်တယ်ဟလာဒီခုနကပြောသွားသလို Brazil ဆိုတဲ့ဟာကိုသိပြီးတော့အာယုံမရှိတော့ဘူးเนาะဘာဖြစ်မျက်စိထဲမှာလည်းမြင်နေတယ်ဒီလူတွေပဲအဲ့တော့ခုနကပြောသလို तू က team work ရှိတယ်စူးစီးမှုရှိတယ်ဒါနဲ့ဖလားရဲ့ luck ပေါ့เนาะ luck ကြတာ तू ကသိပြီးတော့ မကောင်းဘူးလားမဟုတ်ခုနပြောကောင်းတယ်လူလေးတွေလည်းကောင်းတာပဲဒါနဲ့ဖလားရတဲ့အတိုင်းတာကြတော့အရန်နေတာပေါ့လေဟုတ်ဒါမျိုးလေးတော်တော်ရှိတယ်ပြီးတော့ခုနတယ်ရီတို့ဘာလို့ဆိုလဲဟုတ်တယ်ကိုဒါကျွန်တော်တို့တက်တက်လုံလားတယ်ရီတို့နောက်နောက်နောက်တန်းကစားတဲ့ဟိုကိုသမားစုလည်းခုနပြောစီမင်းစီမင်းရှိတယ်တောက်ချောက်ကစားခဲ့တာဖာဒီနန်နော်ဖာဒီနန်ဖာဒီနန်နဲ့ဒီတယ်ရီနဲ့ဆိုရင်ဒါနောက်ကအင်မတန်လုံတဲ့ဟုတ်တယ်လို့တော့တတ်မှတ်လို့ရတယ်သဘောလေးလေးကျွန်တော်တို့ တွေ့ခဲ့ရတာပေါ့လေနော်ဒါအင်္ဂလန်မှာလည်းတကယ်လူကောင်းနေရှိတယ်တကယ်ကောင်းကောင်းမွန်မွန်ရှိတယ်နောက်တော့အင်္ဂလန်ဆိုတာဒီပြိုင်ပွဲတစ်ခုဟိုမိနစ်60လုံးကြောက်ကြဲကြဲကြဲစားပြန်ဘက်ကိုလွှမ်းမိုးထားတာကြောက်ကြဲကြဲစားတာဆော့တယ်ပြူတယ်ဆိုတာမရှိဘူးဒါအဲ့ကြီးရဲ့အချိန်ကဘယ်ဟာမှလာလာလဲဆိုတာအခုမန်ယူအရင်မန်ယူဆိုလို့ချင်းဟလားလုံးဝသွားပြီလို့အောင်းမိထားတဲ့ဟာကို3မိနစ်မှအောင်အနိုင်ရအောင်ပြန်ကစားတာလို့ပါတယ်ဒါမျိုးလေးတွေကိုယ်နဲ့တွေ့ခဲ့ရတယ်ဆိုတော့ဒါကျွန်တော်တို့ဒီမှာပရိသတ်ကတော့ဒါအင်္ဂလန်ဟိုတော့ ဟိုဒေးဗစ်ဗဟန်ကိုလည်းသဘောကျတာပါတယ်ဟိုဒီဘောလုံးကန်တာနေမဟုတ်ဘူးဒီစတိုင်ကဗာညာစာဘောလုံးလူငယ်တွေရဲ့အဲ့ဒါရူနီရူနီဆိုလဲဒါရူနီရဲ့အလားအလန်ချီအရလို့ဆိုလို့ရှိရင်ဒါနယူကာဆယ်မှာတခက်တခါတကယ်ဆရာကြီးတွေပဲဆိုတော့ဒါလူပေါင်းစုံနေပေါ့နော်အဲ့တော့ကလေပြန်ပြောမှသတိရတာကျွန်တော်တို့ဘရာဇီးပြီးလို့ရှိရင်ကျွန်တော်တို့ကအင်္ဂလန်ကကျွန်တော်တို့ဒီမြန်မာပြည်မှာတဖြည်းဖြည်းနဲ့ထိတိမှုများလာပြီးလူချိုက်များလာတာပေါ့ကျွန်တော်တို့ပူပြီးလွှမ်းမိုးလာတာဒါပေမဲ့အဲ့ဒီအချိန်မှာကုထုံးပြောခဲ့သလိုအီတလီတို့ ဂျာမနီတို့သူသဖြင့်အီတလီပေါ့လေအာဒီတသိန်းလောက်ကစပင်ရှည်လေးတွေနဲ့ဟုတ်တယ်နော်စပင်တသိန်းလောက်ကစပင်ရှည်လေးတွေနဲ့ရွှေအောင်စပင်တွေနဲ့ပြီးတော့အီတလီကဘလုံးသမားတွေရဲ့မျက်လုံးလေးရာလဲပြလဲလဲဆိုတော့အဲ့တုန်းကအာအီတလီဘလုံးသမားတွေရဲ့လဲကျွန်တော်နိုင်ငံမှာတော်တော်လေးလူကြိုက်များရေပန်းစားခဲ့တယ်နော်အဲ့ချိန်တော့တော်တော်လေးအီတလီပြည်သက်တွေတော်တော်များခဲ့တယ်အာအဲ့နောက်မှာမှဆော့ဆော့အဲ့ဒေးဗစ်ဘက်ကမ်းလို့ ਨੇ ပတ်သက်ပြီးတော့ပြည်သက်တွေပို့ပြီးတော့ အာဦးဝင်းတို့နဲ့ပတ်သက်ပြီးတော့ဒီပြည်သက်တွေပိုများလာတယ်အာပြီးလမ်းဘက်ဂျရက်ဟုတ်တယ်နော်ဟိုအများကြီးပေါ့အများကြီးပဲအများကြီးအမ်လီဟက်စကီတို့နောက်ပြီးတော့ခရော့တို့အချိန်တွေဒီခရော့တို့ရှိတယ်အင်္ဂလန်ကလာပြီးတော့မြင်သာဆုံးကတော့အခုပြောခဲ့တဲ့အချိန်ပေါ့အာကာပယ်လိုတို့အယ်ရီဆင်တို့ရောက်လာတဲ့အချိန်မှာအင်္ဂလန်ဟာ1966နောက်ပိုင်းအာဒီဖလားပြန်ယူမဲ့ဆိုတဲ့အိမ်မက်တရားသူတို့နဲ့ပို့ပြီးတော့ရှင်းတန်လာခဲ့တယ်လို့ခံစားရတယ်အယ်ရီဆင်နဲ့ယူမလားကာပယ်လိုနဲ့ယူမလားအဲ့အချိန်မှာကျွန်တော်တို့ မျောလင့်ကြတာဗောလေအဲ့အချိန်မှာဘက်ခန်းရဲ့အကောင်းဆုံးအချိန်တွေဖြစ်နေပြီဆိုတော့ဘက်ခန်းကလည်းအဲအတင်းရဲ့ကပတိန်ဖြစ်နေတော့ဦးဆောင်မှုဆိုပရိသတ်တွေပူမျောလင့်ကြတာဗောလေအဓိကဟုတ်တယ်ကိုဒေးဗစ်ဘက်ခန်းရဲ့ကြော်ကြားမှုတွေနဲ့သူ့ရဲ့ style တွေကြောင့်လဲပရိသတ်တွေပူချိုက်ကြတာလဲပါမယ်ဗောနော်စားရလဲကောင်းတယ်အဲ့တော့တခုကိုထွန်းနှုတ်ကိုမေးကြည့်နေတာအဲ့အချိန်တော့ကိုထွန်းနှုတ်ကအခါသာ channel ဒီလုံနေတဲ့အချိန်ဗောလေအဲ့တော့ကျွန်တော်တို့ကဟိုကိုထွန်းနှုတ်ကိုထွန်းနှုတ်တို့ဖြန့်ချိလိုက်တဲ့ channel တွေကိုကျွန်တော်တို့ကရက်ွက်တဲ့ရနေပြီးစောင့်ဖတ်ရတဲ့အချိန်ကြီးပေါ့အဲ့တော့ကိုထွန်းနှုတ်တို့ အာဘောလုံးအားကစား channel တွေရဲ့မျက်နှာဖုံးနေမှာဒါမှမဟုတ်လို့ရှိရင်မျက်နှာဖုံးတင်တဲ့ပုံတွေဟာအဲပြည်သက်စိတ်ဝင်စားတဲ့ကစားသမားတွေဖြစ်ရတယ်ဒါမှမဟုတ်လို့ရှိရင် channel နောက်ဆုံးမျက်နှာမှာဟိုအလှဘောလီဘောလုံးသမားတစ်ယောက်ရဲ့အလှဆုံးအလှပုံတွေထည့်ကြရဲဆိုတော့အဲ့မှာဘက်ကန်းပုံတွေကမကြခဏပါရတယ်ဗျဘက်ကန်းရဲ့စမီးပုံစံတွေလည်းခဏခဏပြောင်းတယ်ဗောလေ X chain တွေအဲ့တော့အကူတို့မှာအဲ့လိုရွေးခဲ့ရတဲ့အချိန်တွေမှာဘာကြောင့် David Beckham အကူတို့အာ printed media တွေအားကစား channel လောကမှာဟို မကြာခဏမျက်နှာဖုံးတင်ရတဲ့ဘလုံးသမားတည်းကဘာလို့ဖြစ်ခဲ့တယ်လဲပေါ့လူကြိုက်များလို့ဖြစ်ခဲ့တာလားပေါ့လေရှင်ရွေးစရာမရှိခဲ့ဘူးလားကွာရှင်ရွေးစရာကစားသမားတွေတော့ရှိတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာကဒေးဗစ်ဘက်ခန်ကပြိုတိုင်းကြိုက်တဲ့နှင်းစီပိုင်းအော်သူကလပ်အသင်းမှာလည်းဒါမန်ချက်စတာယူနိုက်တက်ကထွက်ရင်ဘယ်လောက်ပေးရပေးရခေါ်မယ်ဆိုတော့အားရရှိအသင်းတွေကအများကြီးပဲဒီလိုပဲကျွန်တော်ဝေါ်ဝိုင်းကဘာတလောမှာဆိုရင်လည်းဒေးဗစ်ဘက်ခန်ဟေးဆိုတာ ਨੇ မင်းကလေးတွေအသေးဆွဲဟုတ်ဟို ပွင့်လင်းပြောကြခြေဆိုဂျာနယ်ခစ်မှာယောက်ျားလေးတွေကဒေးဗစ်ဘက်ခမ်းကိုကြိုက်တာနဲတယ်မင်းကလေးတူရဲ့ဝန်းရံမှုက တော်တော်များခဲ့တယ်ဗျအဲ့တော့အဖုံးတင်လိုက်ပြီးဟေးဆိုတာနဲ့ဘဲဂျာနယ်အားကစားဂျာနယ်ဘဲဂျာနယ်ပဲဖြစ်ဖြစ်ဘက်ခမ်းပုံပါပြီးဟေးဆိုတာနဲ့အဲ့ဒီတပတ်အတွင်းထွက်တဲ့ဂျာနယ်အကုန်လုံး9ဆောင်ရှိရင်ဒီ9ဆောင်လုံးတပတ်အတွင်းမှာထွက်တဲ့9ဆောင်လုံးက ကုန်းနာမြန်ကုန်းနာပဲစာမဖတ်ဘူးအယုံလေးယူကြအယုံလေးကိုပဲသူတို့ယူကြတာတကယ်တကယ်ကိုအဲ့ဒါတော့ကိုပြောတာအရန်ပန်ကန်တယ်ဘာကြောင့်လဲဆိုတော့ဒီမြန်တဲ့ဖုံးမှာဒီဘက်ကန်ပါလာပြီးဟေ့ဆိုလို့ရှိရင်ဒီဟာကိုကျွန်တော်တစ်ခုတ်တည်းအဖျဲပြီးတော့ဒါမျိုးသမီးတူတာပေါ့နော်ဒါအသက်ရွယ်အပိုင်းချမလိုက်အိမ်မှာပဲတင်းထားကြတာမိန်းကလေးတွေကတော်တော်ဒေးဘက်ကန်ကိုအသေးဆွဲတာအမျိုးသားတို့က အင်္ဂလာချန်နယ်တွေပူဖတ်တာလေအဲ့တော့အခုတို့အမျိုးသားလူတွေတခါတလေမှာငါးကတလဲလောက်ကျွန်တော်ထည့်ပေးတာတွေ့ရပါတယ်ပုံလေးတွေအဲ့ခါမျိုးမှာအခုတို့ထည့်ပေးတာအာရှာရာဘူဘာတို့မီရှယ်ဝေတို့မီရှယ်ဝေတို့ကော်နီကိုဘာတို့ရှာရာဘူဘာအများဆုံးဖြစ်မယ်နော်အာဟုတ်တယ်ကိုရှာရာဘူဘာရှိမယ်မီရှယ်ဝေရှိမယ်အဲ့ဒီခက်ကပေါ့နော်ကျွန်တော်တင်ရတာလုံးဝစပို့ရဲ့ queen နေပေါ့အဲသူတို့ကိုပဲတင်ရတာဟုတ်တယ်ဟုတ်တယ်အဲ့တော့အဲ့ဒီပုံတွေပါလာပြီဆိုရင်လည်းကုံတာပဲအဲ့ဒါတော့အာကစားဝါသနာရှင်အမျိုးသားတူအကြိုက်ပေါ့အာသူတို့ကအရင် အောင်မြင်ကြော်ကြားတဲ့ဒီ sport မျိုးသမီးတွေကိုအားကစားမျိုးသမီးတွေဆိုတော့လေဝယ်သိမ်းကြတော့ပေါ့ကွယ်ခစ်တွေပေါ့ဒါအခုတို့ဒီ channel တွေလုတ်ခဲ့တဲ့အချိန်တွေမှာလဲပရိသတ်တွေကိုဆွဲဆောင်ခဲ့တာပေါ့လေဟုတ်ကဲ့ဒီမျိုးပဲတိုင်းတဲ့မျိုးဟုတ်ကဲ့ဒီမျိုးအကြိုက်ကတော့ဟုတ်ကဲ့ဟိုရှာရာဘူပါနဲ့တဖုံဟုတ်ကဲ့ဒါပေမဲ့ target ကတော့ထိတာပဲလေထိတာပဲအဲ့ဒီစီကလဲအဲ့လိုပုံရဖို့မလွယ်ဘူးကျွန်တော်တို့ဘယ်နေမှမရှာလို့မရနိုင်ဘူးအဲ့တော့ channel နောက်ဆုံးဆာမျက်နှာလေးကစာလဲဖက်လို့ရတယ်အယူလဲသိမ်းလို့ရတယ်ဟုတ်တယ်ဒီကနေ့ကျတော့ ရုပ်ပဲသိညာရုပ်ပဲသိညာတာဟုတ်တယ်ကိုနော်ဒါကအင်္ဂလန်နဲ့ပတ်သက်လို့မှတ်မိရလေးပါအဲ့တော့မနေ့ကလို့ပဲအင်္ဂလန်နဲ့ fire site တသိန်းလောက်ကိုထုံးကစပြီးတော့ဖွင့်လိုက်ပါအောင်ဟုတ်အာ fire site ကိုရွေးဆိုရင်တော့ဟုတ်ကျွန်တော်မှရွေးစရာတော့များတယ်ပေါ့နော်အခုအဲကိုသမားမှာဆိုလို့ရှိရင်လည်းဒါစီမံလို့ရှိမယ်ဒါတောက်လျှောက်ပေါ့တောက်လျှောက်စီမံလို့ရှိမယ်နောက်ပြီးတော့ဒီဘက်ခက်ဆိုရင်ကျွန်တော်တော့ဒီဘက်ခက်နဲ့ပဲကျွန်တော်ရွေးခြင်းတယ်ဟုတ်ကဲ့အာကျွန်တော်ဒီဘက်ခက်ဆိုရင်တော့ကျွန်တော်တော့ pit 4လေးကိုပဲကျွန်တော်တော့ပြန်ပြီးတော့ရွေးခြင်းတယ်ဟုတ်ကဲ့ရှေ့မှာ striker ဆိုရင်တော့ ရွန်နီတို့အလန်ရှီယာတို့တခြားအမျိုးမျိုးသော ကစားသမားတွေရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ရွန်နီတော့ရွေးကျင်တယ်ရွန်နီတော့ခေတ်တစ်ခုကိုကျွန်တော်ပေးကျင်တယ်ကွင်းထဲမှာဆိုရင်တော့ရွေးစရာတော့တော်တော်များတယ်ဗျာဒါဒေးဗစ်ဘက်ခမ်းတော့မဖြစ်မနေထဲရအောင်ထဲရအောင်နောက်ပြီးတော့ကျွန်တော်ကဂျရက်ကိုကြိုက်တယ်လမ်ဘတ်မကောင်းဘူးလားဆိုတော့လမ်ဘတ်လည်းကောင်းတယ်ဒါပေမဲ့ပေးဆက်မှုကြတော့ ဇာတူဆိုပေမဲ့ကျွန်တော်ကဂျရက်ရဲ့ပေးဆက်မှုကိုကျွန်တော်ကြိုက်ကြိုက်တယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးလေးပေါ့နော်ကန်ဆာတမ်းမှာဆိုရင်တော့ကျွန်တော်ကတော့တယ်ရီကိုပို့ပြီးတော့နှစ်ချိုက်တယ်ဖာတီနာမကောင်းလားဆိုကန်ပဲမကောင်းလားဆိုတော့အကုန်လုံးကတော့သူ့ရည်သွေးနဲ့သူကောင်းတယ်ဒါပေမဲ့အသင်းကိုလီးလောက်ပြီးတော့ကပတိန်လက်ပတ်ပတ်တဲ့နေရာမှာတော့ကျွန်တော်တို့တယ်ရီကိုပို့ပြီးတော့ပို့ကောင်းတယ်ကြိုက်တယ်ပေါ့နော်ဒါကျွန်တော်ရဲ့ဟို personally ရပါဘူးဟုတ်ကဲ့အဲ့တော့အရှိဆုံးကတော့မှဆိုရင်ရိုနီသူနော်ကဘက်ခန်းရှိမယ်ဂျရက်ရှိမယ် ်တယ်ရီရှိမယ်တယ်ရီရှိမယ်ဘိုးမာတော့ပစ်ဖို့ဖို့ရှိမယ်ပေါ့နော်ဒီ9ယောက်ပေါ့ဒါကိဥပဒါရောအာ9ယောက်လေအင်္ဂလန်တင်းလေးကျွန်တော်တို့ဂိုးသမားစီနော်ကျွန်တော်တို့စီမံစီမံစီမံကတော့ကျွန်တော်တို့ခေအွယ်နဲ့အစတော့တော်တော်လေးရေရှိဟုတ်တယ်တောက်ချောက်ဂိုးဖန်လာခဲ့တာပေါ့နော်အဲ့ဒီစီမံကိုလည်းသဘောကျတယ်ခုနပြောလို့ဟိုဂျွန်ဒယ်ရီနဲ့အဲ့ဒီဖာရီဒန်ဆိုလို့ရှိရင်တော့ဖာရီနန်ကျတော့တခါတလေကျတော့ဟိုမိုက်မိုက်ကန်းကန်း ရန်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 ချမ်းချမ်းနေရရှိတယ်တကတလေးကတကတလေးပြတ်တာတကတလေးပြတ်တာတွေပါပြူတာတွေရရှိတယ်ပေါ့နော်အဲ့တော့ဟိုဖာဒီနာလည်းသဘောကျပါတယ်ခုနကိုတွန်းပြောသလိုတယ်ရီလည်းဟိုဖြစ်တာပဲအဲဘခန်ကတော့ဒါဒါကျွန်တော်တို့ရဲ့စူပါစူပါကြီးပေါ့လေတော့မပါမရှိပါမှန်းနောက်ပြီးတော့ဟိုလူငယ်တဲမှာဆိုလို့ရှိရင်ဒါဒီလူနီတို့ပါလူနဲ့ဆိုင်ကျွန်တော်အိုဝင်သဘောကျအိုဝင်ဟုတ်တယ်အိုဝင်အိုဝင်သဘောကျတယ်ပေါ့နော်အဲ့လိုလေးတွေတော့ရှိတာပေါ့ဟုတ်ကဲ့ဘာပဲပြောပြောဥပဒါယူသွားတဲ့အတင်လဲ ဒါကျွန်တော်တို့တစ်ချိန်လုံးကကျွန်တော်တို့လွှမ်းမိုးခဲ့တဲ့ player တွေပါတယ်ပေါ့လေဒါပကန်းတို့ terrify နဲ့ owen ဆိုတာဒါကျွန်တော်တို့ ਨੇ ဟိုအရန်ရှင်းနေခဲ့ရှင်းနေခဲ့တဲ့အစားသမားတွေပေါ့နော်ဘာဖြစ်ဖြစ်ဒါကဟိုအရင်ဖျက်သိမ်းခဲ့တဲ့ color လေးတွေလည်းပြန်ပြီးတော့မှတ်ရစရာတွေးစရာလေးတွေဖြစ်အောင်ပြန်လည်းမြင်အောင်ပြန်တွေးမိတာလေးတွေရောအဲ့ဒီချိန်ကကြည့်ခဲ့တဲ့ အဲ့အချိန်မှာကျွန်တော်တို့လိုအဲ့ကာလာတွေဖျက်ဆီးခဲ့ပြီးပြည်သက်တွေဆိုလို့ရှိရင်လည်းသူတို့ fight site သူတို့လည်းစိတ်ကြိုက်ငါရောက်ဘူးဒီအချိန်မှာတွေးရင်တွေးပြီးတော့ဟုတ်တယ်ဟုတ်တွေးမိနေကြမှာပေါ့နော်ဘရာဇီးဆိုလည်းဘရာဇီးဒါဒီအချိန်မှာသူတို့နဲ့ကျွန်တော်တို့နဲ့အတူတူဖျက်ဆီးခဲ့ကြတာဆိုတော့တချို့ပြည်သက်တွေလည်းအဲဒါလေးတွေပြန်ပြီးအမှတ်ရအမှတ်ရအဲ့တော့အခုကျွန်တော် FA Plus ဒီနေ့ quarter final ရဲ့ပွဲတစ်ပွဲပထမဆုံးစပြီးဆွေးနွေးနေကြပါတယ်။ Preston နဲ့ Aston Villa အဲ့တော့ Villa နဲ့ပတ်သက်ပြီးနည်းနည်းလေးစိုးရိမ်စရာလေးတွေ ရှိတယ်ရှိတယ်ဆိုတော့အခုဒီကြားမှာတော့ချက်ပွဲတွေသူ့အတွက်ဆက်တော့မယ်ဆက်တော့မယ်ဆိုတော့ပွဲကတော့အတင်းတိုင်းဆက်နေကြရမယ်ဒါပေမဲ့သူ့မှာပူအရေးကြီးတဲ့ပွဲတွေတော့ချက်ဆက်နေခံစားတော့ကိုထွန်းတို့ကဒီပွဲလေးစပြီးတော့ဆွေးနေပါအောင်ဗျပုံများအပြင်ကြည့်မယ်ဆိုရင်တော့ဗီလာနဲ့တွေ့တဲ့အတင်းကဒါကျွန်တော်ပထမတန်းကအတင်းပေါ့နော်ပထမတန်းကအတင်းရက်တီမှုအဆင့်ကလည်းခြေနေတိတ်မကောင်းဘူးဒါပေမဲ့တစ်ဖက်မှာရှိနေတဲ့ဗီလာရဲ့ပြိုင်ပွဲရဲ့ trap box ကလည်း FA ဖလားဖြစ်နေတယ်သူတို့အတွက်ကအပေါ်ရောက်လေဂုံသိက္ခာအတွက်ကငွေကြေးရရော သူတို့အတွက်အဆင်ပြေစေမဲ့ဟာလေးရှိတယ်ပေါ့နော်တပတ်ကဗီလာကတော့အခုပြောနေတဲ့အတိုင်းပဲအခုကျွန်တော် FA ပွဲကစားမယ်ပြီးွားရင်ပရီးမီယာ2ပွဲကစားမယ်ပြီးရနေအခု Champion League ဆောက်ပြီးဆက်အဲ့တော့ရွေးချယ်အားမှာဗီလာဘာလုပ်မလဲဆိုတဲ့အပိုင်းလေကလာတလုံးယူမှာလားဒီဆက်ကနေထွက်မှာလားဆိုတဲ့အပိုင်းပေါ့နော်အဲ့တော့ကျွန်တော်ကတော့စဉ်းစားကြည့်လိုက်တာတော့ဗလာရဲ့လက်ရှိအနေထားနားခွင့်ရထားတာတော့အားလုံးအတူတူပဲပို့ပြီးတော့ဟိုအသင်းမှာ ကစားသမားတွေရဲ့လက်ဆက်မှုကတော့ ဒါကျွန်တော်တို့ပထမတန်းကအသင်းက president ကတော့ပို့ပြီးတော့လက်ဆက်မယ် villa ကတော့ international duty တွေရှိသေးတယ်အဲ့တော့သူတို့ပြန်လာမဲ့သူတွေနဲ့ဆိုရင်နိုင်အောင်ကန်လို့မရဘူးလားဆိုရင်တော့ရတယ်ဒါပေမဲ့ president ဖြတ်တန်းလာတဲ့အနေအထားပြန်ကြည့်ရင်အသင်းကောင်းတွေကိုကြော်လာတဲ့အပိုင်းတွေရှိတယ်အဲ့တော့ villa မှားခွင့်မရှိဘူးနောက်တစ်ချက်က villa အတွက် plot လုံးကိုတေချောင်းလို့ယူမယ်ဆိုရင်တေချတဲ့ plot အနီးကပ်ဆုံး plot FA ပဲရှိတယ်အဲ့တော့ channel ဟာတွေမိထားပြီးတော့ပြိုင်မဲ့ president ကိုနိုင်အောင်ကစားနိုင်မယ်လို့တော့ထင်တယ်ပြည်သက်ကြိုက်မဲ့ဂိုးရီအတွက် ထိမထိပဲပေါ့နော်တစ်လုံးသွင်းမလားနှလုံးသွင်းမလားပြိသက်တွေဆိုတာကတော့ဂိုးများများသွင်းမကြိုက်တာဟုတ်ကျွန်တော်ကတော့ဒီပွဲ Preston ကို Villa နိုင်ဖို့ခက်မယ်ဒါပေမဲ့နိုင်တော့နိုင်သွားလိမ့်မယ်သူတို့အတွေ့အကြုံကဒါကွာခြားတယ်ပေါ့ကိုယ်ရအဓိကအပြင်ပြောရင် player အားချင်းကွာတာပေါ့နော်အဲ့တော့ Villa ပဲရွေးထားရမှာပေါ့ကိုယ်ရအာဥပဒေဒီပွဲလေးဘယ်လိုမြင်လဲပေါ့နော်ဟုတ်ပါတယ်ကိုတုံးပြောသလိုဆိုရင်ဒါ Villa ပဲကျွန်တော်တို့အနေနဲ့ကတော့ Villa နဲ့ပဲ ဟုတ်တယ်လေရင်းနှီးတာလေသူကစားဖို့နေပါလေကိုတို့ကတွေးခဲ့တာလေနော်ဒီ president ဆိုတဲ့ဟာတော့သူကသူသူလည်းဟိုအင်အားကြီးလို့လာတက်လာတာဒီအဆင့်ရောက်တယ်ဆိုတော့လွယ်လာတော့မဟုတ်ဘူးဟုတ်တယ်အဲ့ဒါသေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ဘုတုံးပြောသလို Aston Villa ပဲကျွန်တော်ကတော့ Aston Villa ကြိုက်တယ်အဲနိုင်နိုင်လဲနိုင်သွားမယ်လို့ထင်တယ်ခုနပြောလို့ goal အများအနေပဲရှိမယ်အဲတခုရှိတာသူဟိုဘက်ကွင်းမှာသွားကစားမယ်အဲ့အတွက်ကြောင့်သူ့မှာနည်းနည်းတော့အခက်အခဲရှိတယ်ဟုတ်ဟုတ်နော်ဟုတ်ဒီမှာကျွန်တော်တို့ ဘီလာနိုင်ခြင်းဘီလာနိုင်လိမ့်မယ်ပေါ့နော်ဘီလာနိုင်ခြင်းမို့လို့လူတွေပေါ့သူနိုင်ခြင်းနိုင်ခြင်းစိတ်ပေါ့နိုင်ခြင်းစိတ်ရှိရင်သူနိုင်သွားလိမ့်မယ်အာနောက်တစ်ခုကကုထနုပြောတဲ့ point လေးပေါ့ဒါကကျွန်တော်လေးဒီပွဲပေါ်တက်ရောက်မှုရှိနေမယ်လို့ခံစားရဘာလို့ဆိုတော့အာဖလားတစ်လုံးအတွက်ဆိုရင်ဒီပွဲပြီးနောက်တစ်ပွဲပဲကျန်တော့ဒီပွဲနိုင်ဖို့ကသူ့အတွက်မခက်ဘူးအဲ့တော့တေချာပေါက်တော့မပြောနိုင်သေးဘူးဒါပေမဲ့ဒီပွဲနိုင်ပြီးတော့အစင်မီတက်လိုက်မှဆိုရှင်ဒီမှာလည်းအသင်းကြီးတဲမှာမန်စီးတီးတင်းလောက်ပဲပါတော့တယ်ဆိုတော့ လားတလုံးတည်ကြပေါ့ယူမယ်ဆိုလို့ရှိရင်ဒီလမ်းကြောင်းလေးက तू သွားတဲ့လမ်းကြောင်းလေးပေါ့ဒါပေမဲ့ तू ဘယ်လိုဆုံးဖြတ်မလဲအဲပုံမှန်မူတည်တယ်ချန်ပီယံလိမှာဘယ်လောက်ထိဆက်သွားရင်သေးတာလဲဟောရောက်တော့တော့သွားကြည့်မယ်ချန်ပီယံလိမှာအလွယ်တကူရှုံးမေးပြီးထွက်လာမယ်ဆိုရတဲ့ပူပြီးမြင်မာတဲ့မျိုးလင်းချက်တွေချန်ပီယံလိမှာသလိုထားထားသလားဟောပရီးမီးယားလိမှာရောဘယ်လိုဆက်ပြီးတော့လက်ကျန်ဒီပွဲစဉ်တွေမှာဘလူးရလက်ကိုမျောပန်းထားလဲဒီပေါ်မှာမူတည်တယ်ဒါပေမဲ့လက်တွေ့အကြုံကတော့လက်ရှိ quarter final ကသူ့အတွက်လမ်းကြောင်းလေးကခွင်လန်းตาเนี่ยဟုတ်တယ်ဒါတော့ဆက်သွားထားတင်တွေလို့ကျွန်တော်တော့ထင်တယ်ပေါ့เนาะကဲအဲ့တော့ကျွန်တော်နောက်တပွဲကဘုံမောင်းနဲ့ Man City ပေါ့ဒီဘွဲကလည်းစိတ်ဝင်စားစရာလေးတော့ကောင်းတယ်ဟုတ်တယ်ကိုဆိုတော့မျှတယ်လို့ပြောနိုင်တယ်ပေါ့เนาะဟုတ်တယ်ဟော quarter final လည်းဖြစ်နေတယ်ဘုံမောင်းကလည်းဒီရာစီပြည်ပြက်လိမှာအာပုံစံကောင်းလေးတစ်ခုရထားတယ်အဲ Man City ကိုအခက်တွေ့အောင်လုံသွားနိုင်မယ်အသင်းတင်းလို့ယူဆတယ် ခြေမျိုးသူ့မှာပိုင်ဆိုင်ထားတယ်ပေါ့နော်အဲ့တော့ကိုထွန်းတို့ကဒီပွဲလေးဘယ်လိုမြင်လဲပေါ့အာဘယ်လိုမြင်လဲဆိုတော့အကိုစကားပဲကျွန်တော်အကောက်ယူပြမယ်ပေါ့နော်ဟုတ်ဘုံမောက်ဒီမန်စီးတီးကိုခက်ခဲအောင်လို့ပရီးမီးယားလိမှာလုတ်ခဲ့ပြီးပြီဟုတ်ကဲ့မန်စီးတီးကိုလည်းနိုင်သွားခဲ့ပြီးပြီဟုတ်အဲ့တော့မန်စီးတီးအတွက်ပဲဒီတရားဒီလုံးကိုပြည်သက်ကိုဘာနဲ့ဖြောပြမှာလဲဖြောပြစရာလည်းပရီးမီးယားလည်းမရှိတော့ဘူး။ကာလင်းလည်းမရှိတော့ဘူး။ချန်ပီယံလိဆိုတာကလည်းပြီးသွားပြီ။ရီးယန်းနဲ့အတွေ့မှာထွက်ခဲ့ပြီးပြီဆိုတော့ FA တစ်လုံးပဲကျန်နေ။ FA တစ်လုံးဒီသာ မန်စီးတီးရဲ့မျောလင်းချက်ဖြစ်နေတယ်။အခုကလည်းဘုံမောက်မြေမှာကစားရမှာဘုံမောက်ကလည်းမန်စီးတီးကိုနိုင်ထားတယ်ဆိုတော့မန်စီးတီးရဲ့ပြန်တုံ့ပြန်နိုင်မဲ့လက်စားချိန်မှုအခွင့်အရေးကဒီမှာပြန်ပေါ်နေတယ်။အဲ့တော့ပုံမှန်အားဖြင့်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိမန်စီးတီးတားတယ်ဆိုပေမဲ့စုဖွဲ့မှုအရဆိုလို့ရှိရင်တော့အဆင်မပြေဘူးကိုရဲ့။ဘုံမောက်ကတော့မှပို့ပြီးတော့ကျစ်လက်ကောင်းကျစ်လက်ကောင်းမှုနေတယ်ပေါ့နော်။အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်မန်စီးတီးဒီဒီနှစ်အတွက်ကတော့ဟန်ပြပဲရှိတော့တယ်ကိုကသူ့ရဲ့ကစားသမားစုဖွဲ့မှုတွေရောဘာတွေရောအဆင်မပြေလောက်ဘူးဆိုတော့လူဆောင်သီးတိုင်အောင်ကျွန်တော်ကတော့ ဒီဘက်မှာဆိုရင်တော့ Asian ဘဲကျွန်တော်ယူထားရမယ်လို့ထင်တယ်ဗျလက်ရှိကာလကလည်းဘုံပေါက်စုပွဲမှုကတော်တော်ကောင်းမွန်ပြီးတော့အခုပြောတဲ့အတိုင်းတော်တော်လှတယ်ကိုဟုတ်ကဲ့ဟုတ်ဥပဒါရောဒီဘက်လေး blue ကြိုက်တယ်ပေါ့နော်ကျွန်တော်ကတော့ချင်းပြောမန်စီးတီးကဒီဒီတစ်ခုပဲမျောလင်းချက်ရှိဟုတ်တယ်ကိုနော်မျောလင်းချက်ရှိတဲ့ဆိုတဲ့တော့ကြောင့်သူသူ့ရဲ့တိတ်ခါပိုင်းရရဟောတကုတ်တကဲပေါ့သူ premier league မှာသူရှုံးတာရှုံးတာတခါနာဟုတ်ကဲ့ ဒီပွဲကိုတော့သူအာယုံစိုက်မယ်ဟုတ်တယ်เนาะအာယုံစိုက်ပြီးတော့ဖုံးပေါက်ကိုတော့သူအနိုင်ကမှာပဲကျွန်တော်တော့အဲ့လိုတွေးတာတယ်မန်စီးတီးနိုင်မယ်လို့ကျွန်တော်တွေးတာပါเนาะဟုတ်ကဲ့တယောက်နဲ့တယောက်နှစ်ယောက်ရှိတယ်တယောက်တစ်ဖက်ပေါ့ဟုတ်ဟုတ်ကဲ့ဟုတ်ကျွန်တော်ကတော့ဒီပွဲကိုဘုံမောက်လေးဘုံမောက်ကိုနည်းနည်းလေးပူကြိုက်ကြိုက်မိတယ်ကြိုက်ကြိုက်မိတယ်ဒါကြိုက်တာကိုပြောတာပေါ့เนาะနိုင်မနိုင်ကတော့ကျွန်တော်လည်းဟုတ်တယ်ပေါ့เนาะအဲ့တော့ဟိုဒီပွဲကဘာပဲပြောပြောဒီ ့ FA Fly အခု quarter final အဆင့်မှာအကောင်းဆုံးပွဲပေါ့လေဟုတ်တယ်အကောင်းဆုံးပွဲပြီးတော့နှစ်ဖက်စလုံးလေး50 50မျိုးလင်းလို့ရတယ်လို့ကျွန်တော်ခံစားရတယ်ဘုံမောင်လည်းနောက်တစ်ဆင့်တွင်မျောလင်းချက်ရှိတယ် Man City လည်းဖြစ်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးမှာရှိတယ်နော်အဲ့တော့ပွဲလေးအကြီးကောင်းပဲပြီး Champion Sue အတွက်လည်းအဲဒီနှစ်သိန်းရတက်သွားတဲ့အသင်းအားချန်ပီယံဆုအတွက်မျောလင်းလို့ရတယ်တသိန်းရတော့ဖိုင်နယ်ရောက်လိမ့်မယ်လို့ယူဆတာပေါ့နော်ချန်ပီယံဖြစ်နိုင်မယ်လို့လည်းထင်ထားတယ်ဒီနှစ်သိန်းရတသိန်းပေါ့ဟုတ်ကဲ့အဲ့တော့ဟိုဒီနေ့စီစဉ်မှာလာပြီးတော့ ပါဝင်ပြီးအတွက်ကျေးဇူးတင်ပါတယ်အခုတို့ရဲ့ဒါ channel ကြီးကြီးရှုနေတဲ့ပြည်သက်တွေနှုတ်ဆက်စကားလေးပြောပြပါဦးဥပဒါဆက်ပြီးတော့နှုတ်ဆက်ပြပါဦးဟုတ်ကဲ့ပါပြည်သက်ကြီးမင်္ဂလာပါခင်ဗျာဘာဖြစ်လို့လဲဆိုအခုကြံလိုက်နီးလာပြီရာသီဥတုကလည်းအရန်ပူတယ်အဲ့တော့ဟိုနီးနီးကပ်ကပ်ပြောကြည့်ရင်တော့ကျမရေကြီးဆိုင်ကြပါလို့နော်ဟုတ်ကဲ့ဟာကုတုနုကလည်းနှုတ်ဆက်ပြပါဦးပြည်သက်တွေဟုတ်ကဲ့ပါကဲကျွန်တော်တို့စီစဉ်ဟိုဒါအပတ်စံတိုင်းကြီးရှုအားပေးကြတဲ့ channel ကြီးပြည်သက်များအားလုံးကိုစိတ်နှပြကျမ်းမချမ်းသာကြပါစေခင်ဗျာ ။ဟုတ်ကဲ့အခုတို့လည်းကျေးဇူးတင်ပါတယ်။နောက်ထပ်အစီအစဉ်မှာပြန်ပြီးတော့ဆုံကျင်ပါတယ်ဗျ။ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ channel ကိုကြည့်ရှုနေကြတဲ့ပြည်သူများများအပတ်စဉ်နေ့ဆက်ပေးနေတဲ့ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်ကိုဒီမှာနားကျင်ပါရယ်ဒီအစီအစဉ်ကိုစနေတနေ့နေ့တွေရဲ့ညနေ9:40တိုင်းမှာပုံမှန်ထုတ်လင်းပေးနေပြီးတော့မကြည့်လိုက်ရရင် channel ကြီးမြန်မာ YouTube channel မှာလည်းတွားရောက်ကြည့်ရှုနိုင်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါလို့ပါရယ်ပြည်သူတွေအားလုံးလည်းကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ